supplier qualification program တခုမှာစိတ်ယုံကိုကိုယ်တိုင်ဆင်းပြီးလေ့လာတဲ့အခါဒီအချက်တွေကိုတိတိကျကျသုံးသပ်သင့်ပါတယ်။စိတ်ယုံရဲ့တည်နေရာက contamination တွေနဲ့ကင်းဝေးရဲ့လားစိတ်ယုံရဲ့တည်ဆောက်ပုံက food defense ပြဿနာတွေ pest ပြဿနာတွေကင်းဝေးလောက်အောင်ကောင်းမွန်ရဲ့လားစိတ်ယုံမှာကြိုတင်ပေးပို့ထားတဲ့ process flow diagram တွေတဲကအတိုင်းစက်ပစ္စည်းတွေကို အမှန်တကယ်တက်စင်အသုံးပြုလေပတ်နေတာဟုတ်ရဲ့လား warehouse နေရာတွေမှာ ကုန်ကျန်းတွေပကေကြီးပစ္စည်းတွေ final product တွေကို allergen management စီကံချက်တွေနဲ့ကိုက်ညီအောင်တိုးလောင်ထားရလားနောက်ဆုံးချက်ကတော့အဓိကအရေးကြီးတဲ့ယာဉ်တွေမှာအငြင်းရံဝန်ထမ်းတွေခန့်အပ်ပြီးတော့တည်တည်ချာချာလေ့ကျင့်တင် जा ပေးထားတာသူတို့ကလည်း food safety ကိုအမှန်တကယ်နားလည်တာဟုတ်ရဲ့လားဆိုတဲ့အချက်တွေကိုတေချာသုံးသပ်ရပါမယ်ဒါတွေကရေပြင်ပေါ်မှာကိုယ်တိုင်ကွင်းစင်းပြီးလေ့လာမှပဲအမှန်တကယ်သိနိုင်တဲ့အချက်တွေဖြစ်ပါတယ်